်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနဲ့ထိုင်းနိုင်ငံငလင်ကြောင်းအရေးပေါ်ကယ်ဆယ်ရေးတွေပြုလုပ်ဖို့ကနအူးပံ့ပိုးမှုစင်ကာပူဒေါ်လာ3သိန်းခွဲ ထောက်ပံ့မှာဖြစ်ကြောင်းစင်ကာပူကျက်ချေနီအဖွဲ့ကကတိပြုပါရယ်အရေးပေါ်နေရာတွေမှာထောက်ပံ့ခြင်းတွေအသုံးပြုမှာဖြစ်တယ်လို့စင်ကာပူကျက်ချေနီအဖွဲ့ကမတ်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါရယ် အဲ့ဒီပန့်ဖို့မှုတွေမှာရေအစာအသောက်စောင်းငိုးကာစားတွေတကွေသုံးပစ္စည်းတွေစတဲ့မရှိမဖြစ်အသုံးဆောင်တွေပါဝင်ပြီးတော့မြမနဲ့ထိုင်းတချင်တွေအဖွဲ့တွေပေးရမှာဖြစ်ကြောင်းငလင်တန်းခန်းစားရမှုနဲ့ပတ်သက်ပြီးအရန်စိတ်မကောင်းဖြစ်ရကြောင်းတန်းရတာတွေဆုံးခွာထွက်ပြေးရတာတွေနဲ့အကူအညီတွေအရေးပေါ်လိုအပ်နေပြီးအဆောက်အုံတွေလည်းပြက်စီးခဲ့လို့အရေးပေါ်ကူညီမှုတွေလိုအပ်နေကမြေပြင်ကယ်ဆယ်ရေးတွေလည်းလုပ်နေရကြောင်းဆိုပါတယ် မြန်မာနဲ့ထိုင်းမှာတောက်ကြနေကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မင်းညကအထိလူ2000နီးပါးတိဆုံးခဲ့ရပါတယ်။အဆောက်အုံတွေလည်းပြိုကျမှုတွေဖြစ်ပွားခဲ့လို့တိဆုံးသူအရေးအတွက်ဟာပိုပြီးတိုးလာမယ်လို့ခန့်မှန်းရပါတယ်ရှင်။ဟယ်လိုစကိုင်းမြို့ပါလားရှင်။ဟုတ်တယ်ဗျာဟုတ်တယ်ပြောပါဗျာ။ဟုတ်ကဲ့ DVB သတင်းဌာနပါ။ အော်ဟုတ်ကဲ့900လားဆက်တရလားမသိဘူးဟုတ်တယ်ဟုတ်တယ်ရှင်အော်ဒီအကိုတို့အင်အားစေးတဲ့မှာပေါ့နော်အသေးစားတန်ရာရသူတွေလက်ခံကုသပေးနေလို့သိရပါတယ်ဘာကြောင့်ဒီလိုတနိုင်တစ်ပိုင်းကုသပေးဖို့အတွက်ဆက်လုပ်ဖြစ်တာလဲပေါ့နော်အော်ဆက်လုပ်တာတော့ကျွန်တော်တို့ကဖြစ်သွားပြီဆိုတော့ညမျိုးလုံးဖြစ်ရင်တော့ကျွန်တော်အများကြီးကုနေကြပြီတရားမဲ့တစ်ခုဆိုရင်တော့ကျွန်တော်အများကြီးစေးကတော့ပြိမ့်နေပါကျွန်တော်တို့မှဘာမှမဖြစ်တာကျွန်တော်ဘာမှဖြစ်မှာတော့ကိုကုပေးဖို့ပဲလုပ်လိုက်တော့တာပေါ့ဟုတ်ကဲ့ပြီးတော့လက်ရှိရောဘလို့ကုသမှုတွေပေးနေတယ်ပေါ့နော်နောက်ပြီးတော့ဒီငလင်ကြောင့်ထိခိုက်ဒဏ်ရာရမှုနဲ့လက်ခံကုသပေးနိုင်တဲ့အခြေအနေကရောဘလို့မျိုးရှိလဲရှင်

ကျွန်တော်ခုပြီးတာကတော့ကျွန်တော်ခုနိုင်တဲ့အချိန်ညကျွန်တော်ကျယူသားမစီကန်အသေးလေးပဲပြကျွန်တော်ဒပိုင်းတိုင်းစီကန်လေးပဲဆိုတဲ့အကြောင်းမကျွန်တော်တို့မှာဟိုပြောရရင်အကြီးစားတန်ရပေါ့ယူချူရပါတယ်ဖြစ်ရောကျွန်တော်မလုံနိုင်ဘူးဒါပေမဲ့ဟိုမှာတွေးထွက်လွန်လာတယ်မဖြစ်အောင်ကျွန်တော်လုပ်ပေးထားနိုင်တယ်မှာခေါင်းကွဲပြီးမှာပုံမွန်အောင်တခါတန်ချူနေချုပ်ပေးထားလိုက်တယ်ဟိုခေါင်းကွဲနေခေါင်းကုန်နေပေါ်နေအကုန်လုံးကွဲပြီးတွေးထွက်နေရတယ်အကုန်လုံးချက်ချင်းကျွန်တော်ကတွေးလုံးဝမထွက်ရအောင်ဖြစ်ရောကျွန်တော်ချုပ်ပေးထားလိုက်တယ်အကုန်လုံးပေါ့အဲအဲ့တော့ပြလို့ပြနေတယ်ကျွန်တော်လုံးဝလုံးဝချိန်မသွားရဲလေမအုပ်ပုံချိန်မလုံးဝလက်တစ်ခုလုံးချိန်မသွားရဲခါရုံချိန်မသွားရဲအဲ့လိုဖြစ်တော့ကျွန်တော်မလုံးနိုင်ဘူးလိုက်တော့က ကျွန်တော်စိတ်ဝင်ပို့ပေးရတယ်ကြာစိတ်ဝင်ပို့လိုက်ရတာပေါ့ကျွန်တော်လုံနိုင်တာဒီသေးမထွက်မလွန်အောင်အထွက်ပဲအဓိကတော့အပြင်ပြင်ပြင်သက်တောင်ပေါ့နောက်အဲ့အတွက်ရေနောက်ပြီးပုံမှန်အောင်တွေ့ရလောက်ရရေလောက်ပဲကျွန်တော်ကမြင်မြင်လုပ်ပေးနိုင်လိုက်တယ်ဗျအဲ့အဲ့အတွက်ပဲအဲ့သုံးချက်ပဲပေါ့ဟုတ်စေတောက်လာတဲ့သူတွေရောညာလာဘယ်လိုမျိုးရှိလဲရှင်ဘယ်လိုတန်ရာတွေအများအများဆုံးတွေ့ရလဲညာလာတော့ဗျာအဓိကတော့ကျွန်တော်ကအခုအပြေးရတဲ့ခါကျတော့ဟိုရှကြတယ်ဗျာတန်ခွေးတွေရှကြတယ်နောက်ပြီးတော့ရင်ပြိုတဲ့ခါမှာဆိုတော့အော်ဒါတိုင်းပြေးကြတယ်လဲလဲ ဟာဥတိုင်းပြီးကြတယ်ပြီးရင်လည်းပြီးကြတယ်အမျက်နဲ့ချက်ပြီးကြတယ်အဲ့အရာတွေပဲအဓိကလာတတ်တာပေါ့ပြီးဥပုံတွေကနေဆွဲထုတ်လာတဲ့လူတွေဆိုတော့အဲ့မှာပြဲလာကြတယ်နောက်ပြီးတော့ချောတွေတချို့ကကြီးသွားကြတယ်ဆိုတော့ကျတော့ဟွာပေါ့ဟိုဒီလက်ဂျာညာကြီးချက်လုံးသုတ်ပြတ်တဲ့သွားပြဲထွက်သွားတဲ့ဟာတွေဘာလို့မို့ပြဲအကွဲပြေလာတဲ့ဟာတွေပဲလောက်ရတာပေါ့နောက်တစ်ချက်ထားလိုက်ရင်လည်းသူကဖုံးဝင်မလားဒါမှမဟုတ်သေးထွက်လုံမလားဆိုတော့ကျွန်တော်ကြောက်ရတဲ့ကြောင့်ကျွန်တော်တစ်ခါတည်းမရှုပ်ပေးလိုက်ရတာဗျဒီငလင်ကြီးတာပေါ့နော်ဟိုမတ်လ28ရက်နေ့လယ်ပိုင်း လှုပ်ခတ်ခဲ့ရဆိုတော့ဗောနော်လက်ရှိအချိန်အထိဆိုရင်ဘယ်လောက်လောက်ထိဒူပေါင်းဘယ်လောက်လောက်ထိလာပြီးတော့ဟိုကုသကြလဲဘယ်လောက်ထိကုသပေးခဲ့လဲဗောကျွန်တော်တော့မသိဘူးကျွန်တော်3ယောက်ရှိဒီတော့ဒီဆရာဝန်3ယောက်ရှိတာကျွန်တော်နေ့လယ်တနာရီတဝက်နဲ့စပြီး3ယောက်လုံးကြာကျွန်တော်ည9နာရီထုတ်ရပြီကျွန်တော်တို့အဲ့ဒီညကြီးအောင်မတော့ရအောင်ဗျာခြေကိုတော့လို့မရအောင်အချိန်တအားကိုရှုပ်ချက်ခံနေရမှာ3ယောက်ပေါ့ချုပ်ရကြီးရလဲကျွန်တော်ချုပ်လာပြင်းပြင်းချုပ်ပြီးတယ်ပြင်းချုပ်ရတယ်ပတိစီရရှိတာစီရရနဲ့ပေါ့ လုတ်ရကြတော့တတိုက်လုတ်တာပေါ့ဗျာကျွန်တော်ရေးမတောက်ရေးတောက်ရဖို့အချိန်မနာပဲနဲ့ကိုကျွန်တော်တတိုက်လုတ်ပြတာပေါ့အဲ့တော့ည9နာရီထိုးမှပဲရက်သွားတယ်ဗျအပြီးတော့မနေရဆိုလဲကျွန်တော်တို့ဟိုဟာနေလေမနေ့က9နာရီထိုးလောက်မှနေစပြီးမှအဲ့မှာကျွတ်ရရကျွန်တော်ဟိုတိမဲ့သူတွေတည်သွားကြပြီအဲ့မှာတန်ရန်ရပြီချန်နေခဲ့သူတွေဆွဲချက်စေးုံမှမနိုင်ပဲနဲ့သူကဟိုစေးုံကနေပြန်လုတ်လိုက်တာပေါ့နောက်ရကြမှာလာထုတ်ကြတော့ဆိုပြီးဟာကြီးကျွန်တော်အဲ့မှာကွဲပြေးနေကြတယ်လေကွဲပြေးနေရကျစေးုံကချုပ်မပေးဘူးချုပ်မပေးဘူးသူကတိမဲ့ရင်လူတော်ရင်လောရတာကိုအဲ့မှာတိမဲ့လူတော်ရင်လုတ်ပြေးခါမှာသူကဒီတန်ရန်အပြင်းသားတန်ရန်ကြီးကျွန်တော်လုတ်မပေးတော့တဲ့ခါမှာကျွန်တော်အဲ့ ောင်းပွဲရာတွေလက်ပြဲရာတွေကြောက်ပြဲရာတွေအကုန်လုံးပေါ့အဲ့ဆွဲပြဲနေရာတွေအကုန်လုံးတော့လုတ်ပေးရတယ်ဗျအဲ့မနေ့ကလည်းမနေ့3နာရီနဲ့ညနေမနေ့9နာရီထိုးလောက်ကနေစရမှအေဟိုရောက်လာကြတာညနေ3နာရီလောက်အထိစတိုက်လာနေကြတော့မယ်ဒီငလေးလှုပ်ပြီးချိန်ကနေပြီးလက်ရှိအချိန်ဒီပေါ်လေးဟိုလူပေါင်းဟိုဘလောက်လောက်ရှိရှိလဲပေါ့ကုတာပေးနေရကလေးတွေအမျိုးသမီးတွေဟာကျော်ကျော်ကျော်ပါလေကျွန်တော်နေ့ရက်တိုက်ဆိုကျွန်တော်မနေ့ကတော့အရင်ကြီးမများဘူးတကယ်မနေ့ကတော့ဇက်တိုက်ဆိုရတော့ကျော်ပါလေကျွန်တော်တိကျတော့မပြောနိုင်ဘူးကြည့် ညာတော့ညာကနေတော့ညာတော့ချီမှာပဲပေါ့လေကျွန်တော်မှလည်းတော့တက်နိုင်တယ်လို့လည်းပဲလောက်ရဆိုကျွန်တော်ဒီညာကျော်တော့လုံးနိုင်တယ်ပြောအောင်ပေါ့ဒီဘယ်တော့တိကျလဲကျွန်တော်လည်းမှတ်မထားနိုင်တော့ဘူးညာအဲ့ဒါမျိုးသမီးရောကလေးရောလူကြီးရောအလိုပါပဲဒီမှာပဲအတန်ရပြင်းထန်တဲ့သူတွေကိုရောဆေးုံလှဲပေးတဲ့အခါမှာဘယ်လိုမျိုးအခက်အခဲစိန်ခေါ်မှုတွေရောတွေ့ရလဲရှင့်ဆေးုံကတော့ ြောရတာစိတ်ဟုတ်မှလည်းလူမမရှိတာစိတ်ဟုတ်လူမရှိတော့တူတူလည်းဘာမှမလုပ်နိုင်ဘာမှမလုပ်နိုင်တော့တူတူများသွားပြန်တော့သုံးပါကြတယ်များပါတယ်စိတ်ဟုတ်မှလည်းပေးကြတယ်လည်းအများကြီးပဲပေါ့ကျွန်တော်တက်နေတာလည်းကျွန်တော်တို့မှလည်းကျွန်တော်ဒီမှာလည်းကြေကြပါပြီးဒီမှာမှမရှိတာ ်ပရိမမရှိတော့ကျွန်တော်လည်းရတဲ့လောက်ပဲအခုမှလည်းဘာလို့ဆိုတော့ဒီတွေ့ထွက်မလွန်အောင်အရေးအရေးပေါ်ပတိသိပြနိုင်တာလို့ကျွန်တော်မှလုပ်လို့ရတယ်ပေါ့တချို့တန်ရာအကြီးရယ်ဆိုရင်ပေါ့လေတော့ရတန်နာ MND ကောင်းကွဲထွက်သွားလောက်တော့လက်များချောက်ချီချောက်တွေအပြေးကြီးဖြစ်တာလောက်ပါပြီးမထွက်လွန်အောင်မလို့ကျွန်တော်ကကယ်ပြနိုင်လိုက်တယ်အကုန်လုံးအပြေးစီလုပ်ပြနိုင်လိုက်ပြီးမယ်အဲ့ဒါအရင်ရည်တွေ့ကြတော့ကျွန်တော်ကျွန်တော်လုပ်လို့မရဘူးနောက်ပြီးတော့ရွှေချွေးဟိုက်တယ်လေနောက်ပြီးကြည့်ကြတော့မှပဲရွှေအတူကနေပြန်ပြဖို့တော့ပဲကျွန်တော်ကအရေးပေါ်အတွက်ပဲလုပ်ပြနိုင်ရတာပေါ့တန်ရာဒီရပိုင်းသက်တာနေဖို့ပဲလုပ်ပြရတာပေါ့ ဒီ drive လိုက်ခက်ခဲနေတော့ဒီမှာမပြေအောင်ပဲအလုံးလုံးလုပ်ပြီးနေရပြောပါမှာပဲအခုဒီစကိုင်းမျိုးဘယ်လိုပြုပြီးတော့ဗောနော်လှုပ်ခတ်သွားရင်လည်းနှစ်ပေါင်းတရာကျော်အတွင်းမှာအပြင်းထန်ဆုံးငလင်းဖြစ်တယ်လို့လည်းသိရတယ်ဗောနော်အဲ့တော့ဟိုအကိုတို့ဒီဟိုမမျော်လင့်ထားမယ်နဲ့အခုလိုမျိုးရုတ်တရက်ကြီးတဘာဘေးရက်နေကိုကြုံတွေ့လိုက်ရတဲ့အချိန်မှာဗောနော်ဟိုဘယ်လိုမျိုးမြင်လဲဗောဆရာဝန်တယောက်အနေနဲ့အဲ ကျွန်တော်ဘလူးကပါဆာတော့တကယ်ကတော့ဒီဆိုတာအနေနဲ့ကျွန်တော်ဒီတဘာဝပေးရနေတဲ့ပတ်သက်လို့ဘာတစ်ခုမှအခုချိန်ဒီစက်စက်ကဘာမှမရှိခဲ့ဘူးလို့ပြောပြောမှလားသိဘူးအတော်လေးတော့ရောက်တယ်ဗျာဘာဝပေးနေတဲ့စက်ထားရတော့ဒီဘာဝပေးနေဒီစက်ထားရတော့နည်းနည်းကိုယ်တိုင်လူကဒါကဘာကနေရှိမှာဝင်နေတဲ့ခုတိုင်နေပါရခုဆိုလည်းပြင်ခဲ့ရပါတော့ဟိုခက်ခဲနေကြပြောပါတော့ ဒီကိလေပါမရှိဘဲနဲ့ဒီနည်းနည်းချင်းခုမှရှားရှားမြှားချက်မြှုပ်နေကြတော့တော်တော်လေးခက်ခဲကြတယ်ပြောမှာပဲအဲ့လိုပဲပြောမှာပဲတော်တော်လေးခက်ခဲပါတယ်အစိုးရအဲ့ကျွန်တော်တို့အဲ့ဆိုလေဒါအပြန်နေလုပ်ပေးနေကြလူတို့ကြတော့လေအစိုးရဘာမှမလုပ်နိုင်တော့ကျွန်တော်တို့အပြန်လူလုပ်ပေးနေရတယ်လည်းမရှိရှိဒီစီနေလုပ်နေရဆိုဖြစ်မယ်ကျွန်တော်မှလည်းမရှိငယ်ရှိမယ်လို့ပဲခါမှာတော်တော်လေးအဆင်ပြေဖို့ပဲသူကတော့အဲ့တိတ်ငြိမ်ကြရင်တော့ကျွန်တော်တို့နည်းနည်းလူလာနိုင်မယ်ကြ။ဟိုကကျွန်တော်တို့လုပ်ပြလိုက်တဲ့ဟာတွေကလည်းချက်ချင်းအရေးပေါ်အတွက်လုပ်ပြလိုက်တာဖြစ်နေကြတော့နောက်ထပ် ထက်ပြီးမှအရေးပေါ်အခြေအနေရထက်အရေးပေါ်ဆိုတော့ဗျာရင်ယောဂပုံဝင်တာရှိလာမယ်တရားဒီကာနာဖြစ်လာလိမ့်မယ်နောက်အဲ့ဒီနောက်ဆိုဒီဇယ်ဆမနိချ်မန်လိုလိမ့်မယ်ကျွန်တော်ကအဲ့လိုဖြစ်လို့ကျွန်တော်ကလူငယ်တားအနေလို့နဲ့ပစ္စည်းလည်းမရှိဘူးခင်ဗျာအားလုံးဆက်ပါမယ် TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်